တမဝါယာမကိုရှုထောင့်၄မျိုးနဲ့ပြောမယ်ဆိုရင်တမဝါယာမဟာဆောင်ရွက်မှု ရှုထောင့်၄မျိုးရှိတယ်။ရှုထောင့်၄မျိုးကဘာလို့ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်ကိုဖယ်ရှားနိုင်အောင်ကြိုးပမ်းအထုတ်မှုမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရလေအောင်ကြိုးပမ်းအထုတ်မှုကတစ်ခု ဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားနိုင်အောင်ကြိုးပမ်းအထုတ်မှုကတစ်ခုတဲ့ နောက်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ကြိုးပမ်းအထုံမှုကတခု ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးပမ်းအထုံမှုကတခုတဲ့အဲ့ဒါကိုတမ္ပပဒါနာမှန်ကန်တဲ့လုံလားလို့ဆိုပြီးအဲ့ဒါဟာတမာတိရဖို့အတွက်အရေးကြီးတဲ့အထောက်အကူတွေဖြစ်ပါတယ်လို့ဒီလိုဖြစ်တယ်တမာတိဘာဝနာဆိုတာဘာအရုံးဆုံးအေးတမာတိတရား အချိန်ချင်းအာယုံနဲ့ကပ်ပြီးတော့စိတ်ကလေးကိုတမာရရအောင်လေ့ကျင့်နေတာဟာတမာရဘာဝနာပဲ။ငယ်ဖူးကြီးတို့တွေလည်းထွက်လေဝင်လေလေးကိုဥပမာမဲ့မှတ်နေတယ်ဆိုလို့ရှိရင်ဒါတမာရကိုတိုးပွားနေအောင် လုပ်နေတာပဲလေ။ထွက်လေဝင်လေလေးကိုစုပြီးတော့ရှုနေတယ်ဆိုတာဟာစိတ်ကလေးကိုထွက်လေဝင်လေအာယုံလေးတစ်ခုပေါ်မှာပဲခိုင်မြဲနေအောင်ကြိုးပမ်းအားထုတ်ပြီးရှုမှတ်ပွားများနေတာတမာရဘာဝနာပေါ့။